how close we are to the end time နောက်ဆုံးတော့ကာလကျွန်တော်ဘယ်လောက်ထိနီးနေပြီလဲဆိုတော့ဒီနေ့မှာကျွန်တော်နောက်ဆုံးတော့ကာလဘယ်လောက်ထိနီးပြီလဲလို့ပြောတဲ့အခါမှာအားလုံးကတော့နီးပြီလို့တော့ပြီးကြတာပဲဒါပေမဲ့ကျမ်းစာတွေကဘယ်လောက်ထိနီးပြီလို့လည်းမပြောတဲ့သူကြောင့်ဘယ်နှစ်မှခွတ်တော်ဘုရားပြုပြချင်းပြလာမယ်ဆိုတာမပြောတဲ့သူကြောင့်ကျွန်တော်မှလည်းအဖြေမရှိတော့ဘူးအမှန်ကတော့လေအခန်းကြီး19ပိုက်ညာနေနဲ့ဒိုင်လာခန်းကြီး17အပိုက်ညာ31ကမှဖြစ်ပါတယ်ဆိုတော့ဒီမှာအချက်တစ်ချက်ပဲကျွန်တော်ကောက်သွားမှာဖြစ်တယ်နံပါတ်1ချက်က စင်းနေတော့နွားမှဖြစ်တယ် the red the red high fellow court with email လို့အဲ့ဒီကြောင့်ကျွန်တော်တို့ဒီ YouTube မှာဆရာတော်များများပြောကြဆေကလီဣဇဲကိုဟောနွားနွားအနီရောငါးကောင်ဆိုတာတော့အဲ့တော့သူကပူတယ်ဆိုတော့အဲ့ဒီနွားအနီရောကနမအနီရောကဘာဖြစ်လို့အရေးပါလာလဲဆိုတော့အဲ့တော့ကျွန်တော်တို့ဓမ္မဟောင်းချမှာတွားချတဲ့ခါမှာဘာအတွက်အသုံးပြုတယ်လဲဆိုရင်မိမတော်နော်တတ်ရှင်းရှင်းတို့တတ်ရှင်းရာအရာကိုလုပ်တဲ့ခါမှာဒီ အနီရောက်ရှိတဲ့နွားကိုသူတတ်လက်ရှိတယ်။ဘုရားသခင်ကဣတိနာလူမျိုးတွေကိုတဲတော်စပေးတဲ့တိနာတော်ကဒီဆက်တောက်လျှောက်တောက်လျှောက်အဲ့တော့ခက်ပြီးသွားပြီးတော့ကျွန်တော်တို့ဆောဆောမူရဲ့ပြိမာန်တော်ပြီးတော့အဲဇီလိုဘဘလေပြိမာန်တော်တိဆောက်ပြီးတဲ့နောက်ပိုင်းဒီပြိမာန်တော်ပစ္စည်းပစ္စည်းသွားတဲ့ AD 90ဒီကြားထဲမှာအဲ့ဒီလိုမျိုးနွားအစင်းအနီရောကိုတတ်တာကိုးချီမရှိရတဲ့ဒါကဣတိလာလူမျိုးအတွက်အထွတ်အထိပ်တစ်ခုဖြစ်တယ် ဒီအရာကိုတတ်တိုင်းတတ်တိုင်းမှာသူမိမန်တော်ကိုတန်ရှင်းခြင်းလုပ်ခြင်းလုပ်တာမျိုးဆိုမိမန်တော်ကိုတန်ရှင်းခြင်းလုပ်တဲ့ခါတနည်းပြင်မိမန်တော်ကို inauguration ပေါ့တော့ပါလေဖွင့်ပွဲလို့ဘာဘာလို့လုပ်တဲ့ခါမျိုးတွေမှာဒီအရာကိုတတ်တဲ့ဘောမှာရှိဆိုတော့အခုသူတို့တတ်လို့ဆဲခြင်းမျိုးပေါ့ဆိုတော့အဲ့ဒါသူတို့ဟုတ်ပြင်ဆင်နေပဲဆိုတော့ဂျေရုရှလင်မြို့ကဒီပြည်လူမျိုးတွေကအစင်းတက်ဖြစ်ပြီးဒီအနီရောင်မွားကိုရပြီဆိုတော့တောက်စစ်သွေးကဘာလာမလဲဆိုရင် ိမှန်တော်တိဆောက်ဖို့ပဲလာတယ်။ဟောချောင်းမြေပထမတန်းမှာတော့ဒီယေရုရှလင်မြို့ဘုသူရဲ့ဘာလဲဒီဣသရေလမျိုးတွေရဲ့တော့မြို့အဖြစ်သတ်မှတ်ပေးတယ်။အဲ့ဒီကနေစပြီးမှဒီဣသရေလမျိုးတွေကပိမှန်တော်တပြက်မျိုးပိမှန်တော်ကိုဆက်ဖို့သူတို့မှာ we are ready ဖြစ်သွားပြီ။ဒါပေမဲ့ဘယ်ရှိမဆောက်ဘူးလဲပြောလို့မရဘူး။တေချာလာကတော့တပြက်ပိမှန်တော်ဆောက်မဆောက်ခင်မှာ anti creep ပေါ်လာပြီဒါကတော့တေချာ။ သူတို့ရဲ့အမြင်မှာအဲ့ဒီနွားနီတွေစိတ်စိတ်တွေရဲ့အသေးအဖြစ်သူတို့ရဲ့အဖြစ်ကိုဘုရားကလွတ်ပေးတယ်လို့ဒါသူတို့ရဲ့သူတို့ရဲ့ belief သူတို့ရဲ့အယုံကြည်ခြင်းဖြစ်တယ်။ဆိုတော့သူတို့ကအဲ့ဒီနွားနီကိုရအရှင်းဝမ်းသာကြတယ်။တရားတတ်ခြင်းပြီဒါမဲ့အခွင့်အရေးကမပေးသေးဘူး။ဆိုတော့အဲ့ဒီနွားနီကိုတတ်ဖို့ကပြိမာန်တော်ရဲ့လာရပါလေ။ပြိမာန်တော်ရဲ့တခါတဲ့ပုံနဲ့ကွာဆောက်ရင်တော့အပြတ်ကပါစထားဖြစ်။ဖြစ်လို့လေအဲ့ဒီ တတ်တဲ့ကဘာစစ်ဘာလို့စရမှာလဲဆိုတော့အဲ့ဒီဂျီဇုစ်ရဲ့လို့ပါတယ်ဒီပါလေမွတ်စလင်တွေရဲ့ဘုရားကြောင့်ရှိတယ်အခုမှတို့တို့တို့ကဤတရားလို့တို့ကဆုံးမဘုရားအပိတ်မှတော့မရှိတဲ့ဒီဘောင်းနှစ်ထောင်နဲ့နှစ်ပေါင်းနှစ်ထောင်ခရစ်တော်ပြီးသွားပြီးခရစ်တော်သေးပြီးတော့အေဒီ90မှာဘူချုပ်တိုက်ကစကနော်ယောမဘူချုပ်တိုက်ကစကဒီပိတ်မှတော့အပါလေဒီဇေရုဘဘယ်ပိတ်မှတော့ချစ်ကိုဖြစ်စီပြီးတဲ့နောက်ပိုင်းကတဲ့ကတို့မှာပိတ်မှတော့မရှိတော့အဲ့ဆိုတို့ဘယ်မှာသွားပူစော်နေပူစော်လို့မရဘူး အဲ့တို့ယေရှုမြတ်ရဲ့ပါလေတတိုင်းကိုတောင်းပြတော့ပြမစုတော့ကြဟုတ်တယ်နော်ကျွန်တော်တို့ဘုရားကျောင်းဖို့ဆောက်တဲ့ခါမှာအဲ့ဘုရားကျောင်းပြီးဖို့အတိတ်ကိုတည်းတာပြလို့ဒီစက်ကစုတော့ပြလို့ဒီကိုအဆရာအဲ့ပြီးဖို့ကိုတော့မဆောက် we can wait ဘုရားကျောင်းတခုပြီးဖို့ရဆောက်တော့ဆောက်နိုင်ပြီဆိုတော့ဒီအစ်တဲ့လူမျိုးတွေကသူတို့အများဆောက်ချင်နေကြတယ်အဲ့မဲ့ချင်ရမပေးဘူးနော်ပြိမာလောလောပေါ်တဲ့ခါမှာပြိမာနော်ပရမတ် ပိမန်တော်ဒုတိယပိမန်တော်တတိယပိမန်တော်ဆိုရှိတယ်ပထမပိမန်တော်ကတော့ကျွန်တော်တို့ဆောလမုန်မင်းကြီးဆောက်ထားတာဖြစ်တယ် BC 958ခုနှစ်မှာဆောက်ပြီးမှာ BC 986ခုနှစ်မှာဒီဘုခတ်ဒီစာကအဲ့ဒီပိမန်တော်အားကိုအားလုံးလုံးလုံးဖြစ်စီပြီးလိုက်ထဲမှာရှိတဲ့ပစ္စည်းအားလုံးကိုပြောတယ်တန်ကြီးလုံးနဲ့ပါသွားတယ်ဒုတိယပိမန်တော်ကျတော့အဲ့ဒီဂျုံခံပြီးတော့မှာနော်ဇီလိုဘဘဲလုံးကတတတီပါလေဒီအာဘာရှာ ဘယင်ရဲ့လက်ကနေလွတ်လာပြီးမှတို့ဒီလူပြပြပါပြန်ဆောင်အဲ့ဒီဆောက်တဲ့သူကဂျေလို့ဘယ်လိုအတော့ temporal ဂျေလို့ဘယ်စပါဖြစ်တာအဲ့ဒါလည်းရှိတာဆိုလို့မရှိပြန်ခုနကကျွန်တော်ပြောတဲ့ AD 90မှာယောမ Empire ခေတ်ကယောမစစ်သူကြီး Titus ရဲ့ပုံမျိုးဖြစ်စေပြလိုက်အဲ့ဒီကလေးကသူတို့မှာပြန်မလို့ရှိဆိုတော့သူတို့ကတတိယပြန်မလို့ညှော်နေနေချက်ဒါမှသူတို့ပြန်မလို့အရေးပါဘူး ဖြစ်အမှန်ကကျွန်တော်တို့ခိယံတွေယုံကြည်သူတွေတော့ဘိတ်မှတော့အဲ့တော့အရေးမပါအရေးပါဆိုတာမှာသူတို့ဟာလူကြီးကျွန်တော်တို့အရေးမပါကျွန်တော်တို့ကျွန်တော်ဟုတ်ကျွန်တော်တို့ရဲ့အပိုင်းကိုတော့မဖြစ်ဘူးဒီပြီးခဲ့တဲ့အပိုင်းကတော့ဤတဲ့လူမျိုးတွေအပိုင်းကိုကျွန်တော်ပြောနေတာဖြစ်သူတို့ကဒီအနီအောင်ရှိတဲ့နွားမကိုအရင်လူချင်းနဲ့အဲ့ဒီနွားရှိမှဘိတ်မှတော့သူတို့က purify တော့ဘိတ်မှတော့သူတို့စက်ကလို့ရဆိုတော့နွားမရှိပြီဘိတ်မှတော့ပဲလို့ဆိုတော့ဘိတ်မှတော့လူပေးတယ်ဒါမဲ့ ပုတ်ကနေတာဆောက်လို့ကတော့အတက်ကပါစတာဖြစ်တယ်။ရုရှားကအီရန်ကိုစပော့ပေးမယ်။အီရန်ကအီဒီလာကိုတိုက်ခိုက်မယ်။ဘေးမှာရှိတဲ့အင်ဂျင်တွေကကျွန်တော်တို့ချင်းပင်နှလုံးပဲရှိတာနော်။ပေါ့ပပလည်းမရှိတဲ့လူတွေအားလုံးကကိုစတင်နေတာဖြစ်တယ်။စဉ်းစားကြည့်လိုက်။ဘယ်လိုဒီဖြစ်လဲဆိုတော့ we will eliminate the land of Israel. Israel ရဲ့ပြည်ကိုငါတို့ကဘာမြေပေါ်ကနေဖြစ်တက်လိုက်။အဲ့ဒါကိုစောက်ပေးဖို့ရတားထဲမှာအ အန်တီခရစ်ကပေါ်လာပြီအဲ့အန်တီခရစ်ကတနည်းနည်းတဖုံဖုံဣတီလာလူမျိုးတွေနဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူရဲ့မွတ်စလင်မျိုးတွေကြားမှာတော့ peace peace တော့ peace ပဲအဲ့လို peace လို့ပြောခါမှာအဲ့ဒီဘိမှန်တော့ကိုဆောက်လို့ရမှာဖြစ်တယ်အဲ့မဲ့အဲ့ဒီအန်တီခရစ်ပေါ်ဒီလိုတို့ဆောက်လို့မရဘူးသူကမြန်အန်တီခရစ်ဖြစ်တာလားဘောနော်စဉ်းစားကြတာဟုတ်သူက end up to make peace သူရဲ့လို့ပေါ်ပေပေကလည်း Elon Musk Elon Musk ရဲ့ပညာရေးကဘယ်တော့ဖြစ်မင်းလဲကိုတို့မှချစ်ပြီးထုတ်တယ် သူလူတွေရဲ့ဥကောင်းထဲမှာထည့်ပြီးမှနော်လက်မလုံးလုံးများတဲ့သူတွေချက်လုံးလုံးများတဲ့သူတွေတော့မှကွန်ပျူတာနှိပ်လို့ရအောင်ဥကောင်းထဲမှာ chip ကိုထည့်တဲ့အဆင်ရောက်နေပြီဆိုတော့အကယ်၍သဒီ Elon Musk ကဒီအရာကိုတုံးလာမယ်ဆိုရင် the mark of the beast ဆိုတဲ့အရာက Elon Musk ကစစ်တယ်လားပေါ်ပါရှိတယ် figure right စစ်စစ်စဉ်းစားမကြည့်လို့စိတ်ဝင်စားစရာတော့ဘုံပြီးတော့ကြောက်စရာလည်းကောင်းကျွန်တော်တို့အရန်ကိုအားချတဲ့ဟာလက်ကိုအောင်ပါပေးနေတဲ့ Elon Musk ရဲ့ စာသမာနရဲ့တစိတ်ကိုထုတ်ပေးဖို့ဖြစ်နေပြီလားဖြစ်ဖို့များတယ်သူ့ရဲ့ပညာရဲ့ချင်းကနှုတ်ဆိုရင်တော့ကျွန်တော်တို့ဒီလက်ထဲမှာတွေเนาะဒီချစ်ထည့်ရုံနဲ့အဲ့ဒီဖြစ်တဲ့ခါကျရင်အင်ဂျင်ကတော့မသုံးလို့ရဘူးတော့ chips chip system ဖြစ်လာဒီနည်းလို့လည်း chip ကျန်တဲ့ခဏတည်းကဘလော့ပတ်စာဝင်နေဘလော့ပတ်စာထွက်တယ်အဲ့လိုပဲအဲ့ဒါမရှိရင်ဘာမှလုပ်လို့မရဘူးနိုင်ငံတော်တော်တူးတူးနေတဲ့နိုင်ငံတွေမှာမွေသားတွေမခိုင်းကြဘူး credit card နော် visa card တုံးချက်ကျွန်တော်ဒီမှာနိုင်ငံတော့အဲ့လောက်ကြီးမတုံးဘူးနဲ့ဟိုနိုင်ငံကြီးတွေမှာအရန်တော်တော်တုံးချက်တယ်ပတ်စံကိုလက်မှာမကင်တော့ဘူးကတ်ထဲမှာပဲတယ်ဒီကပြောချင်တာဘာလဲဆိုရင်အဲ့ဒီ chip ဖြစ်ပေရောက်လာရင်ကတ်ပြီးတော့မကုန်လို့မဲ့ဘုတဲ့ရောက်သွားနိုင်တယ်ဆိုအဲ့ဒီအရာကိုလုပ်ပြီးတဲ့သူက Elon Musk ဖြစ်တယ် Elon Musk က the mark of the beast ဒီပါလဲ စာတန်ရဲ့အမှတ်ချက်တုံးလို့ထုတ်မဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ဖြစ်ဖို့က90ရာခိုင်နှုန်းရဲ့အထက်မှာရှိတယ်။ကျွန်တော်ဘာပြောချင်နေတာလဲ။နောက်ဆုံးတော့ခါလာတော်တော်နီးနေပြီ။အားကတော့ပြနေဘယ်လိုနီးလဲဆိုတော့မပြောတာဘူး။ကျွန်တော်ကောစင်ကလည်းနောက်ဆုံးတော့ခါလာဘယ်လိုနီးနေပြီလဲ။အတိအကျတော့ဒါမှနီးနီးတာတော့တေချာတယ်ဗျ။ထုတ်ပြီးထုတ်ကတော့ full fit ပြေဆုံးလား။ဤဒီအမျိုးတွေကဒီနွားနီတပ်ပြီးမှအသွေးကိုတွန်းတွန်းချင်တဲ့ဆန္ဒအယံပြင်းပြကြတယ် ပြီးတော့ပိမာနောက်ကိုစောက်ဖို့တင်ပြကြဒါပေမဲ့ကျွန်တော်တို့ရဲ့တမန်ကျမ်းထံမှာပါပြောတယ်ယေရှာယအခန်းကြီး7ယေရှာယ1 11ထာဝရဘုရားမိန်တော်မူသည်ကတင်တို့ဘူဇော်တော်ရဲ့အများကိုငါသည်အပေတို့ဆိုင်တည်းမိရှု၍ဘူဇော်တော်ရဲ့တူကောစုဖြိုးအောင်ကျွေးသောတိရိစ္ဆာန်တို့၏စီနှင့်စီဦးနှင့်နာဝပြီးငွားနဲ့ သူ့တင်ရဲ့စိတ်လုံးပြီးအသွေးပုံကနှစ်နှစ်သက်ပြုတ်လိုက်ဒီနေရာမှာအိဒီယာလိုမျိုးတွေကဒါကိုမနာမလို့ချက်ဖယားသခင်ရဲ့အမျက်ဒေါသကဒီနွားဒီမကလို့နော်နွားနစင်နထနော်နကွေးနထနထကွေးနေတော့မအဲ့အသွေးနဲ့ဖယားကနှစ်သက်တာမဟုတ်ဘူးသူတို့နားမလို့ပြတ်တယ်အကယ်တော့ဒီလိုမျိုးနွားကိုတိုက်ရတဲ့အရာတွေနော်အသွေးကိုတွင်းရတဲ့အရာတွေကဘယ်ကနေစလာတယ်လဲဆိုရင်သူတို့ကျွန်တော်တို့ extras တို့တို့ရာကြားမှာဘုရားသခင်ကကတ်ချစ်စေပါ့ကိုပေးတဲ့နောက်ဆုံးတော့ကတ်တာဥရိအာလုံးပေမဲ့နေပါအသွေးဘုံလုံးတဲ့အရာကစင်းတက်လာတဲ့ဒေဥချင်းဖြစ်ဒါကလည်းကျွန်တော်အာလုံးသိပြီးသားခရစ်တော်ရဲ့သွေးဘုံဆောင်တာဖြစ်တယ်။ဒါနဲ့ဒီနေရာမှာအီဒီယယ်မျိုးတွေကဖွင့်ဘုရားပေးတဲ့ပွင့်ကိုသူက peace ဖြစ်တယ်။ဘုရားပေးခြင်းတဲ့အရာကတနည်းကမှခရစ်တော်ရဲ့အသွေးကိုသွန်းလွှမ်းမှာသူကညာကို indicator ပြနေတာ။ သူတို့ကဖြင့်အများရဲ့ပြတ်တော်ကိုကြည့်ပါတယ်ပြတ်နေတဲ့များကိုကြည့်ကြတယ်။ဘုရားကဒီသူမြတ်ရဲ့အမ်းထဲမှာသူ့ရဲ့လူမျိုးတော်တွေအသေးအသက်မခံဖို့ရမြေလုံးတကပုတ်တွေမှာသူ့တင်ငယ်ရဲ့အဖေးကိုပါတယ်တို့ပါလို့ပြောတယ်။အဲ့ဒီသူ့တင်ငယ်ကနောက်ပေါင်းနှစ်ပေါင်းချောမှာကာရဒီတောင်ကုန်းပေါ်မှာသွန်လုံးမဲ့ခရစ်တော်ရဲ့အသွေးကိုညွန်ပြနေတာမှန်ကဲ့။အဲ့ဒါယေရှုအားထဲမှာဘုရားသခင်ပြောပါမြေလုံးအလေးဆန်တွေးလို့ငါ boring. God said, I'm tired of the blood that you shed, the blood of the goats, the sheep, the lamb. That blood is indicating the blood of Christ. But unfortunately, အဲ့ဒါကြောင့်နွားညီကိုတို့အရှမ်းလိုချင်ကြဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကနွားညီမလိုတော့ဘူး။အာမင်။ ။ဘုရားသခင်ကခရစ်တော်ကပြီးခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လုံးကလေဝါကရိုင်မှာသူအမှုမျက်ဆုံးတော့အသွေးလုံးဝအနာရောဂါမရှိနော်နော်ဘီဘူးစီဘူးလည်းမရှိဘူးခရစ်တော်ပြည့်တယ်မှာအာမင်။တိုင်းရှင်းတယ်ကအလူသားတွေရှင်းတယ်များရှင်းတယ်များသွေးထဲမှာအသက်ရှင်ဆုံးလို့ပြောလို့ရတဲ့သွေးကခရစ်တော်ရဲ့သွေးပဲရှိတယ်။အဲဒီသွေးကိုကျွန်တော်တို့အတွက်ဒုလုံးတဲ့ခါမှာဝမ်းဒီတက်ဆက်လို့ရောက် ရင်ပူဇော်ဆရာကိုလို့တော့မဟုတ်ရင်ကျွန်တော်များပြန်တော့ဒီဆရာကိုဘယ်နှခါဘယ်ချင်းစစ်ပူရောရအောင်မလဲမသိကျွန်တော်လာတဲ့မှာသူ့လေးတကောဆွေးလာတော့မဟုတ်ဘူးပါလေစိတ်ကြီးတကောဆွေးလာပြီးမှဆရာဖြစ်ပြီးနော်ကြာလာလို့ဆက်ပြီးတော့ညီမလေးမှာဘီလူဆီယာဒေးဗစ်လည်းလာတဲ့ကလည်းသူ့အပြစ်ကိုဖြေလို့နေရတာဟုတ်တယ်။ဒါပေမဲ့ဖခင်ရဲ့ခြေစွတော်ကြောင့်အဲ့ဒါတွေလုပ်ဆရာပြောတော့အာမင်။ Dah lu ini dah lu yang nak melebu. Tunggu kau bima nak utau bima eh tuh ibu tua tua nak cebi jana. Ini ada that's foolishness. They want to make the sacrifice in the temple, not knowing that their sins have been washed completely by the blood of Christ. They want to use the blood of animals. Tunggu kau bima. Asal jangan kau ini nuani. Tadi ada jangan kau ini nuani. Dia benda komersial jangan kau use saya nuani. မလိုပါဘူးဒါပေမဲ့ information အရာတော့တည်ထားလို့ကောင်းတာပေါ့ကျွန်တော်တို့ရဲ့အတွက်မလိုတော့ပါဘူးနောက်ခုကပါလေပိတ်မှန်တော့သူမိမှန်တော့အိမ်ဟန်းစာကလည်းတော့ဒီပေါင်းတစ်ထောင်ခန့်ကျွန်တော်ပြောပြီးပြီနဲတဲ့အန်နဲတဲ့ဒီမဟုတ်ဘူးနော်ဒီပေါင်းတစ်ထောင်ဆိုတာမနေဘူးနော်ကျွန်တော်တို့ဒီ CA တန်ဒီပေါင်းတစ်ထောင်လောက်ဘုရားကျောင်းမရှိမနဲ့ဘုရားကျောင်းတက်ခိုင်းကြည့်ပါလားဘယ်တော့ဒီဘုရားကြောင့်ရှိခုစာငတ်မလဲကျေးဇူးတော်ကြောင့်ဒီပေါင်းတော်တော့မဆောင်တော့ရဘူးဒီမှာရှိတဲ့လူပေါင်းတွေကတော့ဒီပေါင်း20ဆောက်ရမှာတော့မသိဘူးပေါ့နော် အငမ်းရချင်။ဒါဆိုဒီလူတွေကဘာဖြစ်လို့ပြိမာန်တော်ရချင်လဲ။သူတို့ကဘုရားသခင်ကပြိမာန်တော်မှာပဲရှိနေတယ်ထင်တာ။ What is ya come on? They thought God dwells in the temple. Therefore they are desperate to build the temple. သူတို့ပြိမာန်တော်ကိုဆောက်။ငါတရားဖြစ်ချာဘာလို့ဆိုပြိမာန်တော်ဘုရားရှိသူထင်တာဟုတ်။ပြိမာန်တော်ထမပါလို့ရှိတယ်။ဘူးကဒီလိုမျိုးပေါ့နော်သူတို့ကာထားတာရှိဒီမဲ့ဆွေဆိုးမှာက ျွန်တော်တို့ဒီပိဏံတက်တာရှိတယ်ကျွန်တော်အချို့ကိုပြောမယ်ပြီးတော့ဒီလူပြိတ္တရှိတဲ့နေမှာကြတော့နော်ဘယ်ဘက်မှာကစီမီးနိုင်ရှင်းရဘက်မှာကဘာလဲ short of breath မုတ်ရှိတယ်ပြီးတော့ဒီဒီနန်းလောက်မှာကနန်းတာရှိရရရှိတယ်အဲ့ဒါလည်းအလုံးရှိမှာပြီးမှတော့ဆောက်လို့ရတယ်ဒါပေမဲ့ဒါတို့ဒီအလုံးကျွန်တော်တို့မလူတော့ဘူးဗျာ ယေရှုအဖေနာမ်ကိုပြည့်စုံသွားပြီအဲ့တော့ဟေဒုထဲမှာသူအရာတို့ဒီအရှိတ်အဝိတ္တာဖြစ်ပြီးကုမှုကခရစ်တော်ဖြစ်တယ်အာမင်ဒါဝိညာဉ်ကလည်းနာမလဲဘူးအရှိတ်ကိုပဲလိုက်နေချာဝန်ရစရာကောင်းတယ် he says those are only the shadow but the real is Christ but they are following they are chasing after the shadow သူတို့ကအရေးကိုပဲလိုက်နေကြတယ်အိန္ဒိယလူမျိုးတွေကဘယ်လိုထူပါနေစက်ခေါ့ကျွန်တော်တို့မှာရှိတဲ့လူတွေလည်းအရေးကိုပဲလိုက်နေတယ်သူပြဖို့ရေးချင်ဘယ်တဲတော့ပေးတာလဲခရစ်တော်ကို indicate လုပ်နေတာညွန်ပြနေတာမိမန်တော်ကိုပေးတယ်ဆိုတာလဲခရစ်တော်ကို indicate လုပ်နေတာကျွန်တော်တို့မိမန်တော်ကြောင့်ကျွန်တော်တို့ဒီမှာသွားပြရတယ်ဒီကောခန်းကြီး၆စကူထဲမှာရှင်းရှင်းလင်းလင်းပဲတော့ရှင်းရှင်းလင်းလင်းပဲတင်တို့ဝီကိုရီးတဲ့ဘုရားသခင်ရဲ့ပါမိမန်တော် ဟုတ်ကြောဒီလိုမတိချဘူးလားပြီးရဲ့ဒီမှာ First Corinthians chapter 6 verse 19 Do you not know that you are a temple of the Holy Ghost? ဟုတ်တယ်ဤတရားတို့ရမတိချဘူးအဲ့ဒါကြောင့်ပြိမာလို့တို့အရန်အငန်းတရားစောက်ချင်နေကြတယ်။ဒါပေမဲ့ကျွန်တော်တို့တိတဲ့သူတို့ကပြိမာတော့အငန်းတရားစောက်ချင်စရာပြောတာ။မလို့တော့ပါဘူး။ We are the temple ကျွန်တော်တို့ပြိမာတော့ဖြစ်တယ်အာမင်။တို့တို့တင်ဟာပြိမာတော့ဒီကောင်ဖျားပြည့်ချင်းဝတ်တဲ့တင်ဟာ ဘုရားရဲ့ပေးမှာဖြစ်တယ်။အဲ့တော့ဒီမုံညာလဲဗျာ။အဲ့ဒါဆိုကျွန်တော်တို့ကရောက်တဲ့နေရာမှာလူထောက်ပြီးမှဆုတောင်းလို့ရတာ။ကရောဘာရဲ့အလေးပေါ်မှတော့ဆုတောင်းလို့ရတယ်။ဘာဖြစ်လို့လဲတင်ကိုယ်ရဲ့ပေးမှာမှာဖြစ်တယ်။တေခေါ်တဲ့နေရာလည်းကပြိမာမှရှိတဲ့အာမင်ဘုရားနာမဘုန်းကြီးပါစေဒါကိုနားလည်စေချင်ဒါကိုဣသရေလနားမလည်ဘူးအယေရှုခရစ်တော်ကိုလေသူတော်အာဘယ်သူတော်ပေါ်မှာတော့မဟုတ်သ မြို့ပေါ်မှာအစုဖះကမဝတ်ပြုပဲနဲ့ပြင်ရတော့ပြုပြီးမချင်ရောက်ပြီးတဲ့ဒါတွေအားလုံးကိုသူ့ဘက်မှာတွားထားချက်မိမတော်ချူအိမ်ရအနံပြရချင် We are the temple of God ကျွန်တော်တို့ကမိမတော်ဖြစ် We don't need the temple We don't need the temple we are already the temple God dwells in us ဖះကကျွန်တော်တို့ထဲမှာရှိပြီးမိမတော်မလုံတော့ဘူးဒါပေမဲ့ဒါကိုအဲ့ဆိုမိမတော်ကကျွန်တော်တို့ယုံကြည်ယုံကြည်သူတွေနော် ခရစ်တော်ကိုကဲတင်ပိုင်ရှင်ဖြစ်လက်ခံတော်သူတာလေဘုရားရဲ့ပြိမာမဖြစ်ဒါလည်းနားလည်ဖို့လိုတယ်အခါတည်းမှာအဲ့ဒီပြိမာတော်ကျွန်တော်နေ့ထပ်ပြောခြင်းကျွန်တော်တို့ဘုရားကြောင်းလာတဲ့ခါမှာတတ်တတ်ရလေးလာကြဘုရားကြောင်းပေါ်တက်တဲ့ခါမှာကျွန်တော်မှာပြိမာဒီရှုဖနာတဲ့မှာရှုပြီးတော့မတော်ဆိုတော့အနည်းဆုံးတော့လေဖြစ်မှာကျွန်တော်တို့တုတ်ရတယ်ဘုရားကြောင်းထဲမှာဆွေးထွေးတာလည်းမရှိဘူးဟာကျွန်တော်တို့ ที่ respect ไป respect ไป ်ချိုးနောက်ဆုံးကာလာတော့နေတာတေးချတယ်အီတန်လို့လည်းတကတော့ပူဆောင်မဲ့ငွားအဒီစီနန်ရမိမတော်လည်းသူတို့ပြောတဲ့ပုံစံစတော့ ready ဖြစ်ပြီးစောက်ဖို့ပဲလို့ဒါပေမဲ့ undecreed ပေါ်လာမှသူတို့စောက်လို့ရတယ် the end time is immensely is close my question ကျွန်တော်ဒီခေါင်းကပါလဲဆို what is our duty what is our part in that end time အဲ့ဒီနောက်ဆုံးကာလမှာကျွန်တော်ရဲ့ဘိုင်းကပါတယ် what is our role ကျွန်တော်ရဲ့ဘိုင်းကပါလဲစစ်စစ်ရဦးနီယာတော်ဘီမတ်ယောက်တောင်းတဲ့ကြောင့်ကိုပြောဒီနီယာတော်ဘီမတ်ယောက်ကိုတောင်းတဲ့ကြောင့်ကိုပြောဦးနီယာတော်ဘီမတ်ယောက်ကိုဖုတ်ခတ်ပြန်တော့ no အဲ့ဒီတော့ကျွန်တော်တို့အချိန်မရှိဘူးတော့ဒီသားစုများအဲ့ဒီအချိန်မရှိတော့ဘူးကောင်းနေဘူးထားခဲ့ပါထားပါ အတိတ်အရာတွေအတိတ်မှာပဲထားပါလူစရာမပြည့်စုံဘူးပန့်တယ်အတိတ်ကအဲ့ဒီကအတိတ်တော့သူ့ရဲ့အတိတ်ကိုတော့မညိုနဲ့တင်းတော့ချင်မရှိတော့ဘူးနော်တင်းဒုညာကိုအတင်းတော့နေချိန်မှာခွတ်တော်ဖျားချရုံမှာရှစ်ခွေးမယ်ကျွန်တော်တို့ကငွားအညီလို့ပြောကျေးဇူးအောင်ကျေးဇူးတင်းတော့ဒီဖိုးနဲ့ဝေတော့ဆက်နေတယ်เนาะဒါကျွန်တော်ရှစ်ပါးပါချုပ်ဒီကော6 20ပါပြီเนาะ တင်းတို့ဒီအဘိုးနဲ့ဝေတော်မူသောသူဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်ပိုင်တော်မူသောတင်းတို့၏ကုခန္ဓာနဲ့စိတ်ဝိညာဉ်အပြင်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုတင်ရှားစေချာ We are bought with the price and we are accountable and responsible to make God glorified ဘုရားသခင်ယေရှုအမှုမြတ်ဆုံးအသွေးနဲ့ဝေခံရတဲ့သူကသခင်ယေရှုဘုရားသခင်ဘုရားတင်ရှားဖို့ 啊、是那是假吧？还有些那个平安的高级病吗？是。